ခန်းစီပြင်မယ်ဆိုတော့မင်းတို့တက်သွားမယ်လမ်းတလမ်းမဲ့ရှိပါတယ်။အဲ့ဒါဘာလမ်းလဲဆိုတော့မင်းတို့ကိုယ်လည်းသိပါတယ်။ဒီတန်တွေကိုခန့်နိုင်လား။ငွေကြေးအင်အားလူဝင်အားဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဘာတွေများဒီတဲ့ဒီမှာရှိနေလို့လဲ။ဒါလေးတွေစဉ်းစားတက်ပါတယ်။အဲ့ဒါတော့ဘာမှမရှိလို့ရှိရင်ဘာဖြစ်လို့ငါးမိနစ်တော့အာနာတိတ်နေမရဘူး။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့မိုးကုတ်မြို့ကိုတက်မတော်ကတိုက်တော့မှာမို့ PDF တွေတေဖို့ပြင်ထားဆိုတဲ့စနိုက်ပါစုကိုကိုစီစုံမလုပ်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ မင်္ဂလာပါလက်ရှိမိုးကုတ်ကိစ္စနဲ့ပတ်သက်လို့တော်လိုင်းအင်အားစုတွေဘက်မှလည်းတော်တော်ကြီးရိုက်နေတယ်အထူးသဖြင့်မိုးကုတ်ဒေတာခံတွေပေါ့မတော်တည်ဒေတာခံတွေကတော်လိုင်းရုပ်အားပေးနေတဲ့သူဖြစ်နေတာဘသူမှတော့ကိုယ့်ရဲ့ကိုယ့်ရာကိုပြစ်ပြေးပြီးတော့အလုတ်ပြက်အကင်ပြက်ပတ်စံအကုန်ခံပြီးတော့ဒုက္ခမရောက်ချင်ကြပါဘူးဘလောက်ပဲတော်လိုင်းရုပ်အားပေးတဲ့သူဖြစ်နေပါစေဟုတ်တယ်နော်အတော်လည်းဘလောက်ပဲအားပေးကိုယ့်အိမ်ကိုပြစ်မယ်မတော်လို့အိမ်ထဲမိတဲ့ပိုင်ပါမယ်ကိုယ်လည်းဘဝပြည့်ရှင်ပြည့်မယ်အဲ့ဒီဘဝမျိုးတော့ဘယ်လိုလုပ်ခြင်းလဲ ဘယ်သူမှမလို့ချင်ပါဘူးဟုတ်ပါလဲနော်ဘယ်သူမှမလို့ချင်ဒီကိစ္စကိုအဲ့တော့လက်ရှိမိုးကုတ်ကိုစစ်တပ်ကပြန်ပြီးတော့စစ်တောင်းထိုးမဲ့ကိစ္စမှာ TNA ကပြန်ပေးလိုက်တယ်တော်လိုင်းအင်အားစုတွေကမပေးဘူးဆိုပြီးတော့မိုးကုတ်ကိုပိန်တေစေငါတို့အတက်ပိန်တေစေကာဝယ်မဲဆိုတဲ့စကားနဲ့မိုးကုတ်ကိုကာဝယ်တာလေအဲ့ဒီမှာစစ်တပ်ဝါရဖြတ်ဘောမတွေကမျိုးစုံမျိုးစုံကျိုးခုန်ပြီးတော့မလုပ်တာဝါရဖြတ်တာအခုတမကြည့်လိုက်မီးရဲ့ပိန်မနော် ဟိုစနိုက်ကျော်မအဲသူသူသူနာမည်ကစနိုက်ကျော်စုတယ်နော်စနိုက်ပါစုမဟုတ်စနိုက်ကျော်စုစနိုက်ကျော်တဲ့ကောင်မအဲအဲ့ဒီစနိုက်ကျော်တဲ့မိရဲ့ပိမဘာပြောတာလဲကြည့်ပါလိုက်နော်မိဘနေသူများရှင်ကျွန်မဒုတိယတင်ဆက်ပေးမယ့်သတင်းလေးကမုံကုံမျိုးကံကဒေတာကံလေးပေါ့နော်စေပေးရှောင်မှုတော့မှခက်ခဲဖြစ်နေတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးကြပါမယ်။မုံကုံမျိုးမှာဆိုရင် TNL ကစုပ်ခွာဖို့တော့ခရီးပေးလိုက်ပြီဆိုရင်မပြည့်တဲ့တရားခေါင်းမှပြီးတော့ဆက်လက်တိုက်ပွဲဆင်ဖို့တော့ရွေးချယ်လိုက်တယ်ပေါ့နော်။ တော့သူတို့တွေကဆိုရင်အခုပြည်သူတွေကိုဒီလ20ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထွက်ကြပါဆိုပြီးတော့သူတို့နှိမ့်ဆက်ရအောင်ပေါ့နော်နှိုးဆောင်နေရဆိုရင်မိုးကုတ်ဒေသခံတွေကိုယ်တိုင်ကပြောကြထားပါလေဒါတွေသတင်းတွေလည်းတက်လာပါလေအဲ့လိုတက်လာတဲ့အခါမှာဆိုရင်ပြည်သူတွေရဲ့ပြောစကားလေးပေါ့နော်စစ်ဆောင်နေဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးရဲ့ငွေရှိအောင်မှရှောင်လို့ရမှာဆိုပြီးပြောထားပါလေလက်ရှိမိုးကုတ်မှာနေထိုင်တဲ့သူတယောက်ပေါ့နော်ပြောဆိုထားအရဆိုရင်မိုးကုတ်မိုးကုတ်ကနေမန္တလေးမြို့ထိကိုလူတယောက်ကားကောင်6သိန်းပေးရတယ်ရှင့်မိသားစုလုံးစစ်ဆောင်မယ်ဆိုရင်အနည်းဆုံး30 30လောက်ပုံနဲ့နေထားရှိနေပါလေဒါကြောင့် ဒေတာကန်တော်များအစ်စ်မရှောင်နိုင်တဲ့အခြေအနေမျိုးကိုကြောက်ရွံ့နေပါတယ်ရှင်ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့ခါကျတော့ဒေတာကန်တွေကတော့ကြောက်ပဲပေါ့နော်ဖြစ်နိုင်ရင်လည်းလူတို့ကိုငဲ့ပေးရင်ကောင်းမှာပဲဆိုပြီးတော့လေရှင်းခွင့်နေကြပါတယ်အခုဆိုရင်ဘာလို့လုံးလုံးမှမသိတော့ပါဘူးတဲ့တော်လိုင်းရဲ့တက်ဖွဲ့တွေကလည်းတိုက်တော်နိုင်မှာမဟုတ်လို့လားဆိုပြီးတော့သူတို့ကိုယ်တိုင်တော့မှရှုံချီချက်တွေမရှိတော့ပါဘူးရှင်အဓိကကတော့မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးပြီးတော့စစ်စစ်ညက်ကြီးတော့မှမိုးကုတ်ဒေတာကန်တွေကမလိုလားပါဘူးဒါကြောင့်ခဏလေးအဲ့ဒီနေရာမှာနံပါတ်1မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးသွားလို့ဆိုတော့အဲ့ဒီတော်လိုင်းအင်အားစုတွေပဲရှိရင်မိုးကုတ်မြို့ကြီးကပျက်စီးသွားမှာ ထော်လိုက်တဲ့အခုဒီကမိုးကုတ်မြို့ကြီးကိုလိုက်ပြီးတော့မီးရှို့နေမလားမရှို့ပါဘူးနော်ဟုတ်တယ်နော်စစ်တပ်ကလေနဲ့ဘုံလာကျဲမှသာလင်းလက်နဲ့ကြီးနဲ့လာပစ်မှသာလင်းဒီမိုးကုတ်မြို့ကထိတယ်မှာအဲ့တော့စစ်သေးရှောင်ပြည်သူတွေကိုတကယ်စေတနာရှိတယ်ဆိုရင်မင်းတို့မင်းတို့နိုင်ငံတော်လို့တတ်မှတ်ထားတာလေမိုးကုတ်ကနေမန္တလေးကိုအခမဲ့စစ်ရှောင်ဖို့နိုင်ငံတော်ဆိုတဲ့ကောင်တွေကစီစဉ်ပေးလို့မရဘူးလားတကယ်စေတနာရှိရင်ပေါ့ ဟုတ်တယ်နော်အဲ့တော့စေတနာမရှိလို့မစီစဉ်ပေးဘူးဆိုလေမိုးပေါင်းမြို့ကြီးပြက်စီးမှာဆိုတယ်နော်မိုးပေါင်းမြို့ဟာတော်လိုင်းဘက်ကတိမ့်ပိုက်ထားတာဖြစ်တဲ့အတွက်သူတို့ပိုင်သွားတဲ့မြို့ဖြစ်တဲ့အတွက်တွားပြီးတော့အနိုင်မကျင့်ပါနဲ့လေရင်နဲ့ဘုံသွားမကျဲပါနဲ့နော်ဘလို့ပြန်ပြောပေးတယ်ဘလို့မပြောဘူးဟောအဲ့ဒါဖြစ်ပဲလေမိုးပေါင်းမြို့ကိုထိမှစိတ်ကူးနေချင်တော့မတိုက်နဲ့ပေါ့တော့မတိုက်ဘာမှဖြစ်ဘူးလေမရောမတိုက်မထားရင်လေရင်နဲ့ဘုံသွားမကျဲချင်မိုးပေါင်းမြို့ဘာမှမဖြစ်ဘူးဟမ်အဲ့ဒါချောင်းတော့မထိုက်ကြိုက်ဘူး အဲ့ဒါရှင်းရှင်းလေးပဲအဲ့ဒါမိုးကုန်းမျိုးပြက်မှမပြက်မှဒီဘုဒ္ဓဘာသာမူတည်စစ်တပ်ပေါ်မှာမူတည်တယ်စစ်တပ်ကသွားဖြစ်စီမိုးကုန်းမျိုးပြက်မယ်စစ်တပ်ကသွားမဖြစ်စီမိုးကုန်းမျိုးပြက်စရာအကြောင်းရှိဒီနိုင်ငံမှာတခုတည်းတော့ပြောချင်တယ်ခဲဆက်ဆက်နားရဲအတေရိုက်တွင်းလာတဲ့စကားတစ်ခုရှိတယ်နိုင်ငံတော်ဆိုတာတက်မတော်ကပိုင်တယ်လို့လို့ဘာလို့လို့စစ်တပ်ဆိုတာခဏပြည်သူရဲ့ကြော်တော့မင်းတို့ရဲ့အိမ်ဆောင်မင်းတို့ရဲ့ခြံဆောင်စစ်တပ်ဆိုတာမှတ်ထားပါအဲ့ဒီစိတ်ကိုတွင်းမှာပြည်သူတိုင်းစစ်တပ်ဆိုတာစစ်တပ်ကပြည်သူကိုအုပ်ချုပ်ကမှာမဟုတ်ဘူးပြည်သူဒါလင်စစ်တပ်ကိုစီမံခန့်ခွဲအုပ်ချုပ်ကမှာ စစ်တပ်ဆိုတာဒီခြံလုံးကြုံဖို့အတွက်ခြံဆောင်ငှားထားတဲ့လက်နက်ကိုင်အစင်ပဲရှိတယ်။ရှင်းရှင်းလေးမင်းခြံဆောင်တော့မလုပ်ချင်ဘူးကမင်းလူထွက်လိုက်စစ်ယူနီဖောင်းရွှတ်လိုက်ယူနီဖောင်းဝတ်ပြီးတော့စစ်တပ်လာစားယူထားရင်မင်းဟာဒီတိုင်းကြီးရဲ့ခြံပေါက်ပဲ။ဒါရှင်းရှင်းလေးအဲ့ဒါကိုနိုင်မတတ်နိုင်ဘူး။ဟုတ်တယ်နော်အဲ့ဒါမိုးကောက်ဆိုတာစစ်တပ်ကပိုင်တာမဟုတ်ဘူး။မိုးကောက်ကပြည်သူကပိုင်တာ။မိုးကောက်ကမင်းအောင်နိုင်ပိုင်တာလည်းမဟုတ်ဘူး။ကျူကျူနဲ့ပိုင်တာလည်းမဟုတ်ဘူး။မိုးကောက်ဆိုတာပြည်သူကပိုင်တာ။ဒါပေမဲ့အရှင်းမှပြောခဲ့တယ်လို့ ပြည်သူတွေဟာဘယ်ပြည်သူမှတော်လှန်ရေးအားပေးပါတယ်ဆိုတဲ့လူတွေတောင်မှကိုယ့်ရဲ့အိမ်ကြီးပြတ်သွားမယ်ကိုယ့်အိမ်ကိုယ့်ရောင်ပြစ်ကမယ်နောက်ဆုံးအိမ်ကိုပြစ်နိုင်တဲ့ဌာနကိုမလို့တဲ့ဆစ်ဆောင်ဖို့အတွက်တယောက်ကို6တိုင်း8တိုင်းပြစ်ဘယ်သူမှဖြစ်ရှင်မလဲဒါယူဖြစ်ရှင်ပါတယ်လို့ယူနေတဲ့လူမှအောင်လောင်အောင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်ဘုကောင်မယူနေတဲ့အယူတယောက်ကိုမင်းဘုကောင်ကပြောင်းရမယ်ဆိုအဲ့ဒီယူတော်မှာလက်ခံမှာမေးကြည့်တော့ဒါတဘာဝကပဲလေတော့အဲ့တော့တကယ်ပြည်သူဘုံစေတနာရှိရင်ဘာလို့ကမလဲဆစ်ဆောင်ပေးဖို့အတွက်ကားနေစီစဉ်ပေးလိုက်လေ ်လွန်လွန်လေးဟာငါတို့တက်မတော်ကြီးကပြည်သူကိုတကယ်ကြိုးဆိုတဲ့ထောက်ပံ့လဲဆိုမိုးမောက်ပြည်သူတွေဘယ်နဲ့ဘယ်ရက်ကနေဘယ်နှစ်နာရီဘယ်ချိန်မှာကားပနယ်စီးထွက်ပြီးကြိုးပေးမယ်ကြိုက်တဲ့လူတွေအခမဲ့လာပါလှုပ်ပေးလိုက်ပေါ့မင်းတို့တက်မတော်ကမလှုပ်ပေးဘူးမလားဘယ်လှုပ်ပေးမလဲမင်းတို့လိုက်တက်နေတာပြည်သူပဲတက်နေတာဟုတ်လားဖြေပဲလေဟုတ်တယ်နော်စစ်စစ်လေးအတန်နယ်လေးလည်းဆုတ်ပါမယ်သူပြီးတဲ့တည်းလည်းလိမ်မာရေးချရှိသွားနဲ့ဆုတ်ပါကြပါဆိုတဲ့ပုံစံမျိုးသူတို့ဖြစ်စီနေတာပေါ့နော် ဒါပေမဲ့လည်းပြီးတဲ့တည်းကသူကပြောလို့မနိုင်တဲ့ခါကြတော့လူမျိုးကွယ်မှာပဲရင်ဖွင့်နေချိန်ကြီးရောက်လာတာပေါ့ရှင်ဟုတ်ပါရှင်ကျမတို့ရဲ့စိတ်ဆန္ဒကိုမေးမယ်ဆိုရင်လည်းကျမတို့အနေနဲ့ပြီးတဲ့တည်းကိုပြောချင်တာပေါ့နော်ခန်းစစ်စွာရုံလုံးနေတော့ပဲနဲ့အလဲဝင်တဲ့လဲဝင်မဝင်လို့ရှင်လဲအချားမျိုးတမျိုးပဲရှောင်လိုက်တော့ပူကောင်းမယ်လို့ထင်ပါလေအလဲမဝင်ရေလေးကိုပဲဝင်ကျင်တယ်နဲ့အပီတဲ့တည်းကပြောတယ်မှာမလုံနဲ့လို့ရုံမကောင်းတဲ့မိရဲ့ပိန်မိရဲ့ချောက်ပိန်လိမ့်နေတဲ့ပြုတ်ကြည့်ကွာရုံစရာလို့ငါအဲ့လည်းပြန်ပြောတယ်ခွန်ကြီးအဲ့စနိုက်ပါဆုဆိုတော့ကြည့်လို့မရဘူးကျွန်တော်နဲ့ဟိုမြို့တစ်ခုနဲ့ပဲကျွန်တော်ပေးပေးနေတယ်မလုံနဲ့ကွာရုံစရာကြီးလို့ငါမနဲ့တောင်းပန်ထားတာတိလားအလဲဝင်ဖို့နေတတ်တာတိလား စီပြင်မယ်ဆိုတော့မင်းတို့တက်သွားမယ်နာတလမ်းမဲ့ရှိပါလေအဲ့ဒါဘာလန်းလဲဆိုတော့မင်းတို့ကိုယ်လည်းတိပါလေမင်းတို့အနေနဲ့ခန်းစစ်ဘလောက်ပြင်ခင်ဒီမိုးကုန်းမျိုးဘလောက်ထိထိန်းနိုင်မှာမဟုတ်တော့လေတက်မလို့ထိုးစစ်ဆိုတော့တရက်တက်မနဲ့ထဲရောက်လာမှာမဟုတ်ဘူးလေဒီမျိုးကိုပြန်လဲပြီးတော့မရရှိမချင်းတက်ခိုက်မှာဖြစ်ပါလေဟုတ်စကားမဆက်လက်ရှိပြဝါတဲ့စစ်သားဥယျဘလောက်ရှိပါလဲညင်ညာပေးဖို့လဲဒေါက်တာဖြစ်ဝါတဲ့ဥယျဘလောက်ရှိလဲညင်ညာပေးဖို့လဲဟမ်အဲ့ဒီပြဝါတဲ့စစ်သားတွေကိုအော်ငါတို့တက်မတော်ဓာတ်တွေကြဆုံးသွားတဲ့အုပ်ကူလေးကောင်းကောင်းမွန်မွန်တချို့ပေးဖို့လားခွေးတွေကောင်ကောင်းတော့တန်ဖို့မရှိဘူးနော်ကြည့်မင်းတို့စစ်သားတွေကော လက်ရှိ2021ຫນွေဥတော်လန်ရေးအာနာသိမ့်ပြီးရဲ့စစ်သားဘလောက်ပြေးပြီးွားပြီလေရဲဘလောက်ပြေးပြီးွားပြီလေစစ်သားတွေရဲတွေဒုက္ခိတဖြစ်သွားတဲ့ခြေပြက်လက်ပြက်ဘလောက်ဖြစ်ပြီလေမင်းတို့ကြင်ညာပေးဘူးလားမကြင်ညာပေးဘူးနော်အော်မကြင်ညာပေးတဲ့အခါမှာ PDF တွေပြင်တယ်နော်ဘယ်ပိုက်ကွာမှဖြစ်ဖြစ် PDF တွေကြာဆုံးသွားရင်အလောင်းတွေတိတိကျကျအကျိုးပေးတယ်အုတ်ခုနဲ့တော့တိတိကျကျပြုတ်လို့ပေးတယ်မင်းတို့စစ်တပ်ဘက်မှာအဲ့လိုမျိုးခုန်ပြုတ်ပေးဘူးလားခွေးစွမ်းနေတဲ့အလောင်းယူမလား ောက်ပွနေတဲ့အလောင်းကြီးမှာခွင်းတေကောင်ဘုတ်တောင်ကလမ်းလက်ကောင်သင်းနေအမြင်မတော်တဲ့လူကလာဖယ်ပြီးတော့မြုပ်ပေးသေးတယ်မင်းတို့စစ်ခွင်းသင်းနေလို့ဘယ်သူမှမမြုပ်ပေးဘူးဟမ်အဲ့တော့တိုင်ပေါ်တစ်ခုဆိုတာအချမ်းဆုံးရှိမှာပဲဒါပေမဲ့ဘယ်နည်းကပြောသလိုမင်းတို့မင်းတို့ဘဝကြည့်အဲ့ဒါအဖြစ်ပဲအဲ့တော့သူများတင်မအောင်စိတ်မပုန်နဲ့မင်းတို့စစ်သားတွေဘလောက်တင်လဲဆိုတာအရင်ပြောနော်အခုအပတ်စဉ်20ကျော်ဝိုင်းစစ်မှုထမ်းစစ်မှုထမ်းတင်တန်းစတော့ကနေလို့ပတ်သက်ပြီးပြောခဲ့ဟမ်ခဏလေးကင်းဆောက်တာပြီးတော့စစ်တနတ်တက်ပြီးခဏပြင်ပြန်မယ်အခုခဏကျော်သွားပြီလေဘယ်သူပြန်မွေးရလဲအဲ့ဒီအာမခံရတဲ့ဗဇက်ပေါက်တွေပဲသွားမယ် ်ပြည်သူကိုလိန်ညာခဲ့တာဒီလိုလေပြည်သူတောက်လျှောက်အဲ့တည်းပုံစံမျိုးလိန်နေညာတယ်ဝါရပြန်တယ်မဟုတ်ပါဟုတ်ပါလှုပ်တယ်ဖမ်းတယ်တတ်တယ်ဖြတ်တယ်နှိမ့်ဆက်တယ်ညှိပန်းတယ်ဒီတန်တရာကြောမှာပဲဒီလိုလေလှုပ်လှုပ်ပြတာဟမ်စစ်ပေးဆောင်စခန်းကြီးတပုံကြီးကုညီရမယ်ပြင်မကုညီတတ်ပြင်ဘုံကျက်ချပြင်အခုမိုးဘုံမိုးဘုံအာမိုးဘုံပြည်သူတွေကိုဘယ်လိုစိုးရင်လားအစိုးရရင်တို့ရှိကုညီပေးလိုက်ရေ ဟမ်နိုင်ငံတော်အစ်စ်နိုင်ငံတော်ဘတ်ဂျက်တွေတို့ဖိကူးထိုင်ထားတာလေအာဒီမောဘောပြည်သူတွေကြောင်းဖို့လောက်တော့စိတ်ငင်းချက်မျိုးနယ်ကအကျန်းဖက်ပူပေါင်းအဖွဲ့ရဲ့ဂိတ်ကိုတိုက်ခိုက်ရာရန်သူတပ်သား၈ဦးတေဆုံးမန္တလေးတိုင်းမြင်းချက်မျိုးနယ်လက်တစ်ကြီးရွာကအကျန်းဖက်စစ်အုပ်စုလက်အောက်ခံစစ်သားရဲပြူစောထီတို့ရဲ့ပူပေါင်းဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာရန်သူတပ်သား၈ဦးတေဆုံးပြီးတစ်ဆယ့်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဇွာပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးထံမှသိရပါတယ် ရန်သူရဲ့ပူပေါင်းဂိတ်ကိုနိုဝင်ဘာ၄ရက်နေ့လည်း၂နာရီချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီးထိတွေ့တိုက်ပွဲမိနစ်၂၀ကျော်ကြာမြင့်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာလက်တစ်ကြီးရွာအုပ်ချုပ်ရေးမှုကိုမင်းနေရာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။ဒါအပြင်တော်လန်ရေးပူပေါင်းအဖွဲ့မှပြန်လည်ဆုတ်ခွာစေတည်င်းပေးဒလန်နှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးတက်ဆိုင်ရာသို့အနှံ့နိုင်ခဲ့ပါတယ်။ ထိတွေ့ပစ်ခတ်မှုအတွင်အကြမ်းဖက်တပ်သားများဘန်ကာအတွင်းကိုပြေးပုန်းနေချိန်တော်လန်ရေးတပ်ဖွဲ့ဗမာပြည်내ပစ်ခတ်ခဲ့ရာရန်သူတပ်သားများလွင့်စင်ပြီးအထိနာခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲအတွင်းရန်သူလက်နက်တွေကိုဝင်ကောက်ဖို့လုပ်နေချိန်မှာအကြမ်းဖက်စစ်တပ်ခမရ15မှ93စီးနဲ့လမ်းတလျှောက်ပစ်ခတ်မောင်းနှင်ကစစ်ကူရောက်လာတဲ့အတွက်တော်လန်ရေးပူးပေါင်းအဖွဲ့ကခွာစစ်ဆင်ခဲ့ရပါတယ် အထက်ပါတိုက်ပွဲမဖြစ်ခင်အဲ့ဒီနေ့မနက်ပိုင်းချိန်မှာမြင်းချန်တောင်ဘက်ကအကျန်းဖက်စစ်တပ်ရဲ့အထိုင်စခန်းတစ်ခုကို0ပျောက်ကြားတပ်ဖွဲ့တရင်တဲ့မြင်းချန်ခရိုင်နဲ့မြင်းချန်ခရိုင်ပကဖတူပူပေါင်းစစ်ကြောင်းမှစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။အထက်ပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်တရင်ခုနက်0ပျောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းချန်မြို့နယ်ပကဖစစ်တူကြီးဒေါင်းစစ်တီ0ခုံးလုံးငါးမှစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ပြီးရန်ကုန်ကြီးကောင်စစ်ကြောင်း တိတ်ရွှေကန်သားစစ်ကြောင်းနဲ့တို့မှကူပေါင်းခဲ့ကြပါတယ်။ဝင်တော့ဘတ်ခက်တော့လုံးလိုက်အောင်လုပ်လို့ရပါတယ်ဟမ်လုပ်ပေးနိုင်လားလုပ်ပေါ်လုပ်ပေးလားအေးအဲ့လားပဲအဲ့လားပဲနော်အဲ့တော့ပီတီရေတွားမြောက်အဲ့မိုးကုန်းမြို့ကိုနေလို့စစ်တပ်ကတွားရင်ဘုံဘာမကျေပြီးတော့မဖြက်စည်းရင်ဘာမှမဖြစ်ဘူးအဲ့တော့မိုးကုန်းမြို့ပြက်စည်းမလားမပြက်စည်းလားဆိုတော့စစ်တပ်ကဖြက်စည်းမလားမဖြက်စည်းမလားဆိုတဲ့အပေါ်မှာမူတည်ပါတယ်စစ်တပ်ကမိုးကုန်းမြို့ကိုမဖြက်စည်းရင်မိုးကုန်းမြို့ပြက်စည်းတဲ့အကြောင်းမရှိဘူးစစ်တပ်ကမိုးကုန်းမြို့ဖြက်စည်းမယ်ဆိုရင်မိုးကုန်းမြို့ကပြက်စည်းလို့ရပါတယ် နော် အခုစစ်တပ်အောက်ချုပ်တဲ့ဒေသတွေမှာလည်းပြည်သူတွေထိခိုက်ရအေဂျင်ရောအေဂျင်ရောဆိုတာတော်လိုင်းဘက်ကလူတွေနဲ့ဆိုင်စစ်တပ်အောက်ချုပ်ထားတဲ့မြို့တွေမှာပြည်သူတွေအေဂျင်ဆိုတာနေခိုင်းနိုင်မယ်ဆိုရင်ဟဲ့တော်လိုင်းဘက်ကလူတွေစစ်ရေးရမလို့ရှားပဲလှုပ်ပေးထားရင်အဲ့ဒီဒေသကိုပြည်သူတွေအေဂျင်ဆိုတာနေလို့ရတယ်အဲ့ဒါပေမဲ့အဲ့ဒီမြို့နယ်မှာတော်လိုင်းဘက်ကလူတွေကပျောက်ကြားနေချမ်းမဲ့ဘုံတွေဖွင့်မဲ့ထိတဲ့ချင်းတွေထိလို့ပြည်သူတွေထိမှာပဲအဲ့တော့စစ်တပ်အောက်ချုပ်ထားတဲ့မြို့တွေမှာအေးချမ်းနေတာဒီစစ်တပ်ချုပ်အေးချမ်းတာလားတော်လိုင်းအင်အားစုတွေဘက်ကဘာမှမလုပ်လို့အေးချမ်းတာလား တော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေတာတွေမှာရွာတွေမီးကျော်ကန်ကြည့်ဘုံကျဲကန်ကြည့်နော်အဲ့လိုဖြစ်တာဒီဘာတို့ကြောင့်လဲစစ်တပ်ကဒုက္ခပေးလို့လေအဲ့ဒါအပြင်းရှင်းနေတယ်နော်အဲ့ဒါစစ်တပ်ဆိုတာတိုင်းပြည်ကိုတိုင်ဖို့ထားတာမဟုတ်တိုင်းပြည်ကိုအုပ်ချုပ်ဖို့ထားတာမဟုတ်စစ်တပ်ဆိုတာတိုင်းပြည်ကိုကာကွယ်ဖို့ခြံဆောက်စစ်တပ်ဆိုတာတိုင်းပြည်ရဲ့ခြံဆောက်အခုကခြံဆောက်ကခြံဆောက်မလုပ်ဘဲနဲ့မလုပ်လေအိမ်ခေါင်းကြီးဦးကမှာတပီးတင်ကိုချက်ပြီးတော့ငတ်တမ်းမရတက်ခိုင်ဖို့လုပ်နေတာဟမ်တဒေါင်းစားကတဒေါင်းစားနေရလေကိုဆောက်စင်ကခြံဆောက်ဖို့ခြံဆောက်နေရလေမင်းတို့စစ်တပ်ကခြံဆောက် ရှင်းရှင်းလေးမင်းတို့ခြံစောင်းနေရမှာမနေခင်မင်းတို့ပြည်သူဆိုတဲ့နေရာမှာနေအဲ့ဒါဆိုရင်မင်းတို့အုတ်ချိုးမှာမင်းတို့ပါလို့ရတယ်ရှင်းရှင်းလေးကိုကပါလေခြံစောင်းဆိုတဲ့ဂုံအုပ်ကိုလည်းမဆွတ်လွတ်နိုင်ဘူးတိုင်းပြည်ကိုလည်းမောင်မိုင်စီးကျင်နေဆိုလို့ရှိရင်တော့မပြောတော့ပါဘူးနော်ဒီထန်နေဖိုင်နေလားဝေးချိအိမ်ကလူဝင်အားဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဒါတွေညာဒီတဲ့ဒီမှာရှိနေလို့လေ ဒါလေးတွေစဉ်းစားသင့်ပါတယ်။ဟောအဲ့ဒါဘာမှမရှိလို့ရှိရင်ဘာဖြစ်လို့ငါးမြစ်တောင်အာနာတိတ်နေမရ။ငါပြောရင်ဆက်ချက်ရပေါ်မယ်။ဟောအဲ့လားဘာအဆက်ဆက်ရတာလုံးနေတာ။ငါးမြစ်ရှိပြီးအာနာတိတ်နေတာဘာဖြစ်လို့ဒုက္ခဒုက္ခခံပြီးတော့ကိုယ်ကကုလတမကမှလည်းအခုချိန်ထိမင်းအောင်နိုင်ဆိုတဲ့နာမည်စရင်မဝင်။ဟမ်အခုအော်တိုကား29ရဲ့နေ့ထုတ်ပြန်တဲ့ကုလတမကစရင်နိုင်ငံကစရင်မှချင်းချင်းပြောရင်တော့ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကနိုင်ငံခေါင်းဆောင်တွေအဖြစ်သတ်မှတ်ထားတဲ့နိုင်ငံတကာစာရင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ဟဲ့မင်းအောင်လှိုင်ဆိုတဲ့နာမည်တစ်လုံးမှမပါဘူး နော်အဲ့လောက်တောင်တန်ခင်းတမန်ခင်းရတယ်ရှုံးနေလေနော်ပြည်ပင်းမှာလည်းအလဲလဲအပေါက်ပဲဖြစ်နေအင်းအားတာတယ်ဆိုရင်ဘာဖြစ်လို့အနိုင်မပြုတာလဲအော်ပြည်သူကိုညှားနေတယ်ပေါ့ဟောဒါညှားတာနော်ညှားလို့မိတော်ကြီးပဲကြံမိခဲ့တာမညှားရင်ညီကြီးမှတော်တော်ယူလာမယ်နော်ဒီတဲ့ဒီအနေနဲ့ကတည်ရနေကျွန်တော်တိုင်းမှာဟုတ်ပါဦးဗျာ။ဘယ်နေရာဖြစ်စကားစလုံးကိုအများကြားမှုနှောင်းကဖြစ်နေလို့ရှိရင်အဲ့ဒီစကားလုံးကိုယင်ယင်အောင် အခုကျွန်တော်ပြောချင်တာအဲ့ဒါပဲစစ်တပ်ကမတိတိုင်းပြည်ကိုပိုင်တယ်လို့ပြည်သူတွေစိတ်လူများစိတ်ထဲမှာအဲ့လိုသဘောထားတယ်။အာစစ်တပ်ကပြောရင်ငင်ခံရမယ်။မှန်မှန်မှန်ခံပြောလို့မရဘူး။ဆိုအဲ့ဒီအစွဲကြီးကတောက်လျှောက်ထားတာတောက်လျှောက်ထားတာမဟုတ်ဘူးနော်။စစ်တပ်ဆိုတာဗါတယ်တိုင်းပြည်တခုခြံဆောက်။ဒီကောင်ကတောင်းရခြံဆောက်ဖို့အဲ့ဒီကနေပြည်သူကိုချိတ်ဆိုင်ပါပိတ်လိုက်လို့ရတယ်။နော်အဲ့ဒါအဲ့ဒါဒီမိုကရေစီတိုင်းပြည်ဆိုအဲ့ဒါကိုပြောတာ။စစ်တပ်ကစစ်တပ်ညာနေကျွန်တော်စစ်သားတော့ရင်ကျွန်တော်ကခြံဆောက်နေရပဲ။အဲ့အဲ့ဒီညာမနေချင်ဘူးလားမနေချင်မင်းယူနီဖောင်းချို့လူဖက်လာ။အဲ့ပြည်သူကမင်းအကြောင်းကြီးအောင်မင်းအခြေချင်းတွေမင်းအစွမ်းစားပြီးပြ။ ပြည်သူယုံကြည်ရင်မင်းဟာပြည်သူခေါင်းဆောင်ဖြစ်တိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်။ရှင်းရှင်းလေးစစ်တပ်ခေါင်းစစ်တပ်စစ်သားမှန်တယ်များတိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရှိတာပေါ့ဘူးရှိတယ်။ဒါပေမဲ့ပါပြည်သူလက်ခံအောင်လုပ်။အခုဟာကပါလေကိုကိုတိုင်းလည်းအစွမ်းစမရှိဘူးစောင့်စင်လည်းမရှိဘူး။တိုင်းပြည်ကိုလည်းပုံမှန်စည်းတယ်။နော်အဲ့တော့မိုးကုတ်ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဒါလေးပဲပြောချင်ပါတယ်။နော်။ဘာပြောချင်တာလဲဆိုတော့မိုးကုတ်ကိုဘယ်သူပဲမျက်ဝေးမျက်ဝေး PDF တွေပြောတာရှင်းရှင်းလေးပါ။ကျွန်တော်တို့အသက်ပေးရင်ပေးပါသေးတယ်။ ။ဒါကြောင့်မလို့မိုးကုတ်မှာရှိတဲ့ဒေတာကပြည်သူကိုကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့မိုးကုတ်ကိုစစ်တပ်လက်ထဲကိုအလဟတ်ထည့်ပေးလိုက်ကမလား။ဒီ PDF တွေလာမရဘူး။နော်။တော်လိုင်းပြီးဒီ PDF ဆိုတာဘာမှမသိဘူး။အဲ့ဒါတော့အားမျိုးတော့မသူတို့အသက်သူတို့ဥစ္စာသူတို့စီးနေမဟုတ်နော်။သူတို့အသက်တော့တင်းသေးပါစေ။ကာကွယ်မယ်လို့ပြောတာ။ခင်ဗျားတို့မိုးကုတ်ကားတွေအနေနဲ့တော်လိုင်းရေးပြည်သူတွေနဲ့ဒီတော်လိုင်းရေးအင်အားစုတွေပူးပေါင်းတင်တာမပေါင်းတင်ဘူးလား။စဉ်းစားကြည့်။ နော်ရုပ်ဝတ္ထုတွေဆိုတာပြက်ချိန်တိုင်းပြက်ပါမယ်ဘယ်သူမှတော့ကျွန်တော်ပြောသလိုကိုယ်အိမ်ကြီးပြက်နိုင်လားဒီအိမ်ကြီးကိုပြက်ကြမယ်တရားပိန်းပေါင်းများစွာပုံပြီးတော့ကဆစ်ရှာဝမယ်ဟိုမှာသွားနေတဲ့နေရာမှာလည်းအဆင်ပြေလည်းမပြေလည်းကိုယ်အိမ်မောက်တဲ့အတွက်ဘယ်လိုနေလို့ကောင်းမလဲဒီဒုက္ခတွေကမ်းပါမယ်ဒါတွေကိုဘယ်သူမှယူခြင်းမယူခြင်းလားဘာမကြီးမှာမိုးကောင်မှာအဲ့ဒီဒုက္ခကိုယူခြင်းလည်းလူရှိတာဘယ်သူမှမယူပြီးဘူးဒါတဘာဝပဲဒါပေမဲ့မလိုခြင်းပေမဲ့ကိုယ့်ရဲ့ကံကြမ္မာဖြစ်လာရင်ကျွန်တော်တို့အကောင်းဆုံးကိုရင်ဆိုင်ရမှာပဲအဲ့တော့မိုးကောင်မြို့ပြက်စီးတယ်မပြက်စီးဘူးဆိုတာတော်လန်ရေးဘက်ကနေမဆိုင်ဘူးလက်ရှိမိုးကောင်မြို့မှာတော်လန်ရေးထိန်းချုပ်မှုအောက်မှာရှိနေတာ စစ်တပ်ထိုင်ကြုံမှုအောက်မှာရှိနေတာမဟုတ်စစ်တပ်ထိုင်ကြုံမှုအောက်မှာရှိနေတဲ့မြို့ကိုတော်လိုင်းဘက်ကကွာဖြစ်တာမဟုတ်ဘူးတော်လိုင်းရဲ့ထိုင်ကြုံမှုအောက်မှာရှိနေတဲ့မြို့ကိုစစ်တပ်ကလာပစ်မယ်ဆိုတာနဲ့ဒီတော်လိုင်းရဲ့လူကပေးလိုက်တာမဆိုတော့အိဒိတ်ပဲရှိလားမရှိလားစဉ်းစားရင်းမိတိုက်ထားတဲ့လူတွေကခင်ဗျားတို့ရင်းနှီးထားတာအလဲဟကတစ်ပင်ဘဝခူးတဲ့ချိန်ကြီးနဲ့ပြစ်ထားတာမဟုတ်ဘူးနော်အသက်တွေဘဝတွေနဲ့ရင်းပြီးတော့အဲ့ဒီဟာကိုတိုက်ထားတာဖြစ်တဲ့အတွက်ဂါယီကိုပြန်ပေးရမယ်ဆိုတာအိဒိတ်ပဲရှိလားမရှိလားစဉ်းစားတက်နောက်ဟိုတခုရှိတယ်သူတို့ပိုင်လို့သူတို့ပြန်ပေးရဆိုတော့တမျိုးသူတို့ပိုင်တဲ့ဟာလည်းမဟုတ်ဘာမဟုတ်ဒီကကနေပိုင်ခဲ့ မိုးကောင်းမိုးကောင်းဆိုတာမိုးကောင်းမြို့သားတို့မြို့လူမြို့သားဒေသခံတွေပိုင်တာစစ်တပ်ကပိုင်တာမဟုတ်ဘူးเนาะအဲ့တော့ရှင်းရှင်းလေးပါမိုးကောင်းမြို့ပြည့်စည်တယ်မပြည့်စည်ဘူးဆိုတာစစ်တပ်ကဖြည့်စည်မယ်မဖြည့်စည်ဘူးဆိုတာ ਨੇ မူတည်ပါတယ်ဒါပါပဲ